ဘာကြီးပေါ်မှာနေထိုင်ကြတဲ့လူတွေဟာဘာကအမှန်ဘာကအမှားဆိုတာသိကြပါတယ်။ဒါပေမဲ့အမှန်ကိုလက်ခံကြတဲ့လူတွေလည်းရှိသလိုအမှန်မှန်တည်တည်နဲ့သူတို့လိုချင်တာပေါ်မှာအမှန်လို့ခေါင်းစဉ်တက်ထားတဲ့သူတွေလည်းရှိပါတယ်။ဒီနေ့မှတော့သူ့တဘာကမလို့တဲ့မမှားသိမှန်သိပေမဲ့လေအချိန်နဲ့အချိန်ကကအခွင့်ပေးလာတဲ့ကမလဆန်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။လူစည်းလူပေါ်ဆိုတာ အင်ပတန်မှလေတာဖို့လိုအပ်တယ်ဆိုတာဒီဇလန်းလက်ကိုခန်းစားရင်သိရမှာဖြစ်တယ်ဗျာဇလန်းလေးကိုစားပြရမယ်ဆိုရင်တော့ဦးဆိုင်ဖေးလို့ခေါ်တယ်။ပြောကားဆရာကြောင့်နဲ့သူရဲ့ဘဝလေးကို အရေးဆိုးပြောပြရပါလိမ့်မယ်။ဦးဆိုင်ဖေးဟာတူရလိုကလေးစားချင်ညိုတဲ့ပြောကားဆရာကြောင့်ဖြစ်ပါတယ်။ တခုခုဖြစ်ပြီးဆိုရင် လူကြီးလူငယ်မိမရဲ့ကြားတွေကဥဆိပ်ပစ္စည်းကိုပေးတေးလာတကြပါရင်အဲ့ဒီချိန်ဆိုရင်တော့ဥဆိပ်ပစ္စည်းမှာဘေးရင်လာကြည့်ကြတဲ့သူတွေကန့်ဆိုးမှုတွေအညံ့တွေဖယ်ရှားနေမဲ့ຢာတရားတွေလာရောက်တောင်းရန်ကြပါရင်အဲ့ဒီပြီးရောက်ကြကအိတ်ကခတ်သွားတာတို့ အငင်နောက်ယူသွားတာတို့စတဲ့ပြဿနာမျိုးတွေမှာလည်းအတော့ကိုစွာမာရင် သူ့စီမှာရရားချင်းမဲဆိုရင်တော့အေကောက်ထစ်ပြီးသွားတဲ့ယောက်ျားတွေဟာခုနှစ်ရက်တည်းမှာပြန်လာသည့်ရှိပြီးမရင်ငယ်ယူသွားတဲ့ယောက်ျားတွေကလည်းမနေနဲ့ပဲပြန်လာတဲ့ကြပါရင်ဒါပေမဲ့လူကြီးမေတို့စီကထစ်ပေးသွားတဲ့သူမကိုတော့ပြန်လာအောင်မလို့ပေးနိုင်ကြပါဘူးဒါပေမဲ့သူဟာမကောင်းတဲ့ယာတရားစင်တွေကိုတော့လုံးဝမလို့ပေးတဲ့သူပါ သူများခေပေါ်ယောက်ျားကိုလူယူကြတဲ့ကိစ္စမျိုးတွေသူများရဲ့ရောင်ရည်ကိုချက်စည်းချင်တဲ့သူတွေအဲ့ဒီသူတွေကိုတော့ဘယ်တော့မှမကူညီပေးရပါဘူး ဦးစေးဖေဟာတိလသဘာတိနဲ့နေထိုင်တဲ့သူဖြစ်တာကြောင့်သူ့ရဲ့ယာတရားစီရင်တွေအားလေအတွေ့ကိုစွန့်တဲ့တဲ့ပြသူမှာလောကရဲ့နေတဲ့ငယ်ကဇနီးတယောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ဦးစေးဖေရဲ့ဇနီးဟာလူသက်တမ်းတိုတောက်လာပြီးတာလီတယောက်ဝေးပြီးပြီးချင်းမှပဲကွယ်လော်သွားခဲ့ပါတယ်။ဒါလေးနာမည်ကတော့မိဘနှပါမပြည့်စုံတဲ့ဒါလေးကိုအစအစရရပြည့်စုံစင်ကြီးတဲ့ဆန္ဒလေးနဲ့လာပြီးလို့ပေးတာခဲ့ပါတယ်။ သူ့မိကွယ်လို့ပြီးတဲ့နောက်ပိုင်းမှာတော့လာဘီလေးကိုဦးစိန်ဖေရဲ့အမေဖြစ်တဲ့အဘွားလို့သူနဲ့အတူနေစေခဲ့တာပေါ့ဦးစိန်ဖေဟာတနေ့လုံးနီးပါ သူ့အက်တက်တွေနဲ့လှုပ်ရှုံနေလေရှိတာကြောင့်လာဘီလေးဟာအဘွားနဲ့နေရတာများတယ်ဗျာအဘွားလေးဆိုတာကငကိုကလေးကအလိုလိုက်တဲ့သူတွေဖြစ်ပြီးမမရှိတဲ့သူလေးဆိုတော့ပို့ပြီးတော့ဆိုးသွားတာပေါ့အဘွားရဲ့လူလဲမှုကြောင့်လာဘီလေးဟာဒူမန်းတိတဲ့ရွယ်လေးကနေဆိုးပေရရရှိပါတယ် အရွယ်ရောက်လာတော့လေမကောင်းတဲ့ပေါင်းတဲ့တွေနဲ့တောက်စာမူရေရန်ကားပြီးတော့အမဲတမ်းရန်ထင်းလေးရှိတဲ့သူပြတနေ့နေ့အဖေဖြစ်သူကခေါင်းကြီးစွာနဲ့အမဲတမ်းစိတ်ပူနေခဲ့ရပါပြီမိတ္တဆိုလေးလာပြီးဟာတနေ့မှာတော့သူ့ဖေကိုတိတ်တိုးစင်မဲ့ຢာတခုလိုခဲ့ပါပြီအဲ့ဒါကတော့ဂျက်ဒီလို့ခေါ်တဲ့မိမချက်ကိုခိုးပြေးခေါ်ဆောင်လာခဲ့တာပေါ့အဲ့ဒီမိကလေးဟာပါရီကခက်ဖြူဖြူလေးဖြစ်ပြီးတော့ကြည်ကောင်းတဲ့သူတော်ဖြစ်ပါတယ်ဟာ မိမိမခိုးလာတယ်ဒုက္ခတွေတော့များကိုတော့မှာပဲတမီတမီတက်ကဘလို့ဖြစ်ပြီလဲတမီတမီတက်က16ပါရှင့်မဖြစ်သေးပါဘူးတမီကတမီပြည့်သေးဘူးပဲပြီးတော့အန်ခဲ့သားကြောင့်လေတမီမသိသေးဘူးထင်တယ်တမီကိုအေးပြန်လိုက်ဖို့ပေးမယ်နော်ဟင်းအင်းမပြန်ရိပ်ဘူးရှင့်အေးဘူးပြန်သွားရင်ကျမကိုတဲကြလိမ့်မယ် အဖေဖြစ်တဲ့သူကလည်းလက်ကြောမတင်တဲ့သူသားเจ้าကိုတိတာမို့မိကလေးကိုအေးပြန်းဖို့ပြောခဲ့ပါရင်ဒါပေမဲ့မိကလေးကမပြန်ရဲတာမို့မတည့်တာပဲသူတို့ညာကို လက်ခံပေးလိုက်ရပါရင်ဒါကြောင့်တားရှိအနေနဲ့မိကလေးဖဲကိုလည်းနင့်နာရအောင်သူတို့ညာကိုလက်ထက်ပေးခဲ့ပါရင်လက်ထက်ပြီးတဲ့ချိန်မှာလည်းဖခင်ပြီးသားစွာနဲ့သူတို့လင်မယားကို အေဘော်ခေါ်တင်ထားခဲ့ရပါရင် တခုကောင်းတာကတော့ဂျယ်ဒီဟာချက်ရေးပြုတ်ရေးတွေမှာပြောစရာမလိုလားအကိုတာဝန်တည်တတ်တဲ့ချွေးမာလီဖြစ်နေခဲ့ပါတယ်။သူမအေကိုရောက်လာပြီးတဲ့အချိန်မှာတော့ဟေးချက်ကုန်တဲ့ရည်တီကြောင်ဟေးလေးတွေစုံလင်လာခဲ့ပါတယ်။ဒါပေမဲ့လာပြီးကတော့မိမယူပြီးတဲ့အချိန်မှာလည်းအေးကလိုဆိုးပေမိုင်မဲနေတော့ပါပဲ။အေတာဦးစီးနေနဲ့ဘာတာဝေးမှမရှိပဲအပေါင်းသိတူနဲ့တာလေးလိုက်ပြောပါနေကြတာပေါ့ အစားကဆိုရင်ညဘက်အေးပြန်လာသေးပြီမယ်ဘေးမှယူပြီးတဲ့ချိန်မှာတော့အေးချေရောက်တည်တဲ့အောင်ပြန်မလာခဲ့ပါဘူးတမီးတကောက်ကျော်နေပြီလေဘာလို့သွားမအိပ်သေးပဲငိုနေရတာတော့အကူလာပြီလေသူခုချိန်ထိပြန်မလာသေးဘူးဒါကြောင့်တမီးသူလာမဲ့ချေကိုစောင့်နေတာအော်အေးကောင်ကိုအဖေလဲမနိုင်တော့လို့လှုပ်ထားလိုက်တာအေးကောင်ဒီညလည်းပြန်လာမှာမဟုတ်ဘူးတမီးအိပ်မဲ့ဆိုသွားဤတော့ ီကောက်ကိုမဆောင်နဲ့သွားသွားယဒီဟာသူ့ယောက်ျားပြမလာသေးလို့အေဝရန်တန်လေးမှထဲပြီးတော့ငိုနေခဲ့တယ်ဗျာအဲ့ဒါကြောင့်ဥပေကတော့ဝီဂျီပီပီညစ်တဲ့ပြီးတော့ချော်မော်အိယာဝေစီခဲ့ပါရီဒါမှယဒီကတော့သူ့ယောက်ျားစိတ်နဲ့အိမပြောခဲ့ဘူးဗျာဒီလိုနဲ့အိမပြောလဲဆိုရကမဖြစ်သူနဲ့ဟိုကျောင်းဒီကျောင်းတွေရှီဟောင်းတော့ဖြစ်ပြောနေခဲ့လိုက်ပါရီဒီပုံစံနဲ့ချွေးမနဲ့ရကမဖြစ်သူတို့ဟာတော်တော်လေးကိုရင်းနှီးလာခဲ့ကြပါရီ အဲ့လိုနဲ့ကာလာတစ်ခုကြာကိုရောက်မှာတော့ဥပေစီကိုကြောက်ကြားသားတွေအမြောက်များ လာရောက်ပြီးတော့အစင်ရာဒီယာပြီးလိုချပါတယ်။ဘာလို့လဲဆိုတော့အဒီချေဟာစစ်ပြင်းနေတဲ့ကာလာဖြစ်တာမို့နိုင်ငံသားတွေဟာစစ်မှုထမ်းရပါတယ်။အဲ့ဒါကြောင့်စစ်မှုထမ်းရမယ့်စင်းတဲကလော့ချင်တဲ့သူတွေရေပြီးတော့စစ်မှုထမ်းနေတဲ့ကာလာတွေမှာဘာဘေးအန်တီရဲမှာအကျိုးရလျောက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ကြတာပေါ့။ ယောဂဆရာဥပေကလည်းရောက်လာတဲ့သူတွေကိုနိုင်ငံတော်ဝင်ထမ်းဆောင်ကြမဲ့သူတွေမျိုးသူတက်နောက်ထားတဲ့ပညာတွေနဲ့အစွမ်းကိုကူညီပေးခဲ့ပါတယ်။အဲဒီမှာ တိုက်ဆိုင်စွာနဲ့ပဲစစ်မှုထမ်းရမဲ့သူတွေထဲမှာပိုက်ပစ်တဲ့လာပြီးလဲပါနေခဲ့ပါတယ်။မောင်လာပြီဟာလူကြီးမင်းလိုပဲစစ်သားကြီးမလို့ချင်တာကြောင့်သူ့ပင်နဲ့နေရသူတွေကိုတော့အပြစ်တင်ရန်ရှာခဲ့ပါတယ်။ကိုရဲ့သားတယောက်လိုစိတ်နစ်ပြီးတဲ့တွားရတော့မှာကိုတော့ဖေကယုံမဆိုင်နေဘူးပဲ။ အေးလာတဲ့ဒဇေးတွေကိုတော့မန်းနေမှုနဲ့လိုက်တာ လေခေါက်ထွက်မှာတော့ပူရတယ်ကို့သားကိုအဲ့လိုတော့ချစ်တာလားမဟုတ်ဘူးလေသားဟဲ့မိကဘယ်တော့ကအိမ်မှာရှိခဲ့ဘူးလို့တော့အဲ့ချေရောက်လို့ပြန်လာတဲ့နေ့ဆိုလို့တပည့်မှာတည့်ရတော့မရှိဘူးလေမိကခြေပြီးလမ်းပေါ်မှာပဲရှိနေတော့မိကိုယ်တိုင်ဘာဖြစ်နေတယ်ဆိုတာငါကဘယ်လိုသိမှာလဲတော်ပြီဗျာခင်ဗျာကြီးကျုပ်ကိုဘယ်တော့ကမှဂျုံဆိုင်ခဲ့ဘူးဒီနေ့ကနေစပြီးကျုပ်ကြောက်တိမယ် အဖေရောအဖေရဲ့အဲ့တယ်ရီရောချိုးရှိကိုလာရဲရင်လာကြည့်အဲ့ဒီနေကနေစပြီးတော့မော်လာဘီဟာအိမ်မှာပြဿနာပေါ့ဆိုရှာဖွေခဲ့ပါတယ်အေကို သူ့ဖေရဲ့အဲ့တယ်ရီလာရည်လေဂျာကနေဝရောက်နှောက်ရှက်ပြီးတော့ဥဖေတရားကိုအယူဆိုင်လုကဲ့လိုများအောင်နှောက်ရှက်နေကြတာပေါ့အဲ့တယ်တွေကလေပြဿနာတဲချင်းကြတာနဲ့နောက်ပိုင်းမှာလက်တတိနဲ့ရှောက်ပဲလာကြပါတယ်မိလောက်ရလေပေးကြတဲ့ပေါင်းသိန်းတွေကလေလာပြီးလို့တာမှလည်းကြောင်းနောက်ပြပြောဆိုကြပါရင် ဟာဟာငါမိတ်ဆေကိုလာခဲ့တော့ကအပွားကြီးတယောက်ဘာလို့နေလဲမသိဘူးကွာ အမဆရာဖေးရှိလာဟာတဲ့ငါ့ကိုလာမရဲ့ငါကလည်းမရှိဘူးမသိဘူးခင်ဗျားဤဒီကဒိုးလိုက်တော့လို့နှဲလိုက်တယ်ခါဟာအေးကွာရင်းမပါတာပါဘီအဲ့လိုဇူကြီးနေမှမသိဘူးတကယ်တော့ငါ့ဘေက လူလိကြီးကွာအဲ့ဒါကိုတကယ်ယူကြည်နေတဲ့သူတွေကလည်းရှိသေးတယ်ကွာအဲ့ဩပါလာဘီဟာစိနစ်ပြီးတဲ့ပွားရမယ့်ခြေကိုရောက်လာခဲ့ပါတယ် အဲ့ဒီခါမှာတော့သူ့မိမကိုလေသူ့သွားရတော့မှခစ်တဲ့အကြောင်းပြောနေခဲ့တာပေါ့မိမကြီးကိုသွားရတော့မယ်ချေရောက်ပြီးမင်းဘယ်လိုလုပ်မလဲကိုမရှိတဲ့ချေဆိုတော့မိတောက်တဲ့ဒီမာနေလို့စီပြေပါမလားမင်းရဲ့မိဘတွေစီ ပြန်သွားနေလေရတယ်မင်းတဘောပဲဟုတ်တယ်တမီအဲ့ဒီချေတွေမှာဘသူစီမှနေမလဲမိဘတွေကတော့တမီတီးတဲ့အတိုင်းသူတို့နဲ့နေရင်တော့နည်းနည်းနာစုကာရမှာပဲ တမီးတိခါမှာရလိမ့်မယ်အဲ့ဒါကြောင့်အဖေစီမှာပဲနေမယ်ဆိုလဲရတယ်အဖေလဲမိကိုအများစားခိုင်းစားမှမဘူးနဲ့တိလာပုံမှန်တဲ့တမီးလေးပါလေးချက်ပြည့်တော်တမီးပါသာအေးစေးနားယူပေါ်မဟုတ်ဘူးလားတံဝင်ထားဆောင်ကြီးကနင်းနှင်းတော့ဆိုတော့မဟုတ်ရင်ဖေးတောက်တဲ့အတော့ကိုပြေးရှာမှာတမီးရှိရဲ့ဖေးလဲပေါ်ရတာပေါ့ကွာမော်လာဘီဟာမထွက်သွားခဲ့ချေလေးမှာ အဖြစ်ဖြစ်တဲ့သူနဲ့ချီချီရရရှိသွားခဲ့ပါတယ် ဒါကြောင့်စိမှုထာယာကနေပြန်လာခဲ့တော့ဘလို့နေကြထဲကြမယ်ဆိုတဲ့အကြောင်းပါတာပါညာကိုဂရိပေးပြောဆိုနေခဲ့ပါတယ်တာဆက်ဆက်ပြန်လာခဲ့တော့အဖေဆောက်နေမယ်တာပြန်လာရင်အဖေလည်းလူဘွားကြီးကိုဆွတ်လော့ပြီးဖရာတရားရင်မှာပဲအေးဆေးလေးနေတော့မယ်ပြီးတော့အဖေမှရှိတဲ့ဟာပြီးကိုလို့လေတာပိုင်ပဲကွာတာဘာလို့ချင်းလဲတာပြောအကိုဖြစ်စေရမယ်တကယ်လားဖေကြိုကားလို့ချင်းနေတရား ချုပ်ပြလိုက်အဖေဝယ်ပေးရမှာနော်။ယူရမှာပထမဆိုကားစီးနေတဲ့သူကချုပ်ပဲဖြစ်ရမယ်ဟဲ့ဟဲ့။သူတို့သားပါတွေဟာပထွေသွားခင်မှာတော့ကြက်ကိုကြောက်လွှဲထွေးစာနဲ့ပွေဖက်နေခဲ့ကြပါလိမ့်။ဒါကြောင့်သားပါနီယောကရီးတွေကိုစီနဲ့နှုတ်ဆက်ခဲ့ကြရင်အဲ့ဒီနေလေးဟာ ကိုဆိုးသွားခဲ့ပါတယ်။ ပေါလာပြီးဟာအိမ်မှာရှိစဉ်တော့ကတခုမဟုတ်တခုအမြဲတမ်းပြဿနာရှာနေခဲ့သူပြီးပြီးသူမရှိတဲ့ချိန်မှာတော့အေဂျီဟာလည်းတိစိတ်သွားခဲ့တာပေါ့ဒီလိုနဲ့ရဲတွေတော်ကြသွားတဲ့ချိန်မှာတော့တစုတယောက်ဟာမော်လာပြီးကိုတတိယကန်းဆွေးနေခဲ့ပါတယ်အဲဒီသူကတော့လာပြီးရဲ့မိမယဒီပဲဖြစ်ပါတယ်ယဒီဟာသူ့ယောက်ျားကိုလာပြီးတော့ဝရန်တာလေးမှာထိုင်ကုန်နေလေးရှိတယ်ဗျာသူ့ယောက်ျားဟာ သူ့ပေါ်မှာကောင်းတဲ့သူမဟုတ်ပေမဲ့လေအကောင်းဆိုးတွေကိုဂျုံဆိုင်နယ်လောက်တဲ့အထိအတော့ကိုချိရှာတယ်ဗျာမိမတွေဆိုတာကလည်းခက်ဆိုးဆိုးကောင်းရင်းတွေကိုမှအသက်ဆွဲအောင်ချစ်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်ကိုကဘာလို့ချိမခံရတာလဲဆိုတော့အရန်လေမာနေလို့ကို မချစ်တာဖြစ်ပါတယ်ရေဒီငိုနေတဲ့အချိန်မှာရေချိုးရခါထွက်လာတဲ့ရက်ခမကြီးနဲ့သွားတိုးခဲ့ပါတယ်တမီဘာလို့ငိုနေတာတော့ငိုနေတော့တိတ်တိတ်ခိုးကောင်းလာပြီကိုတတိယလို့ငိုနေတာမလားဟွန်း သူကပြီးတန်ခွဲပေါ်တာမှမဟုတ်တာအခြေချရေပြန်လာလိမ့်မယ်အဲ့ဒီခြေကလည်းခဏလေးပဲကြာမှာပါပူเจ้าကိုတွေးလို့ငိုချတဲ့ဆွေလေခဏလုံးမတွေးပဲမိထားလိုက်ပါသမီးရဲ့လာဒီရဲ့ပေဖြစ်သူဟာယတီကိုလေသူ့ရဲ့သမီးလေးလို့တော့လေးပုတ်တက်ပြီးတော့ကျူးဆိုင်နှိမ့်သိပေးရရှာပါတယ်သူသားမရှိတဲ့နောက်ပိုင်းမှာတော့သူ့ရဲ့ရေလုတ်ကိုဆက်လက်လုတ်ကင်နေကြတယ်ဗျတတိမာတော့ ဆရာဆိုင်ဟာဆိတ်ရွက်ကြီးကိုဖြွားပြီးတော့အေရှိကခိုးလေးမှာထိုင်ရင်အက်တဲတွေကိုစောင့်နေခဲ့ပါပြီ။အဲ့ဒီအချိန်မှာထိမလေးယဒီကလည်းအိမေရမြစ်ထဲမှာထမေရင်ရှားလေးနဲ့ခြေချိုးနေကြတယ်ဗျ။အဲ့လိုရေချိုးနေကြတာကိုအဖေကဆရာဆိုင်လည်းအလိုတွေ့နေကြရတာပေါ့။ယဒီဟာခြေချိုးတန့်စင်ပြီးတဲ့အချိန်မှာတော့ကိုရေကထမေရင်ရှားလေးကို လဲလေဖို့လိုပါ යි အခါတည်းလိုပဲရေတွေဆုတ်ရွှဲနေတဲ့ထမီလေးကိုကြေးကြည့်ပြီးတော့နောက်တဲ့ထမီတစ်တည်းပြေးစားထိုးလဲလေခဲ့တာပေါ့အဲ့ဒီချိန်မှာဖြုတ်ပွေးနေတဲ့ကုမရဲ့ပေါက်တာတွေကိုဆရာဆိုင်ကလည်းတင်တင်ရှားရှားတွေ့မိလဲရပါ යි ဆရာဆိုင်ကလည်းဒါကမသိတော့ဘူးဆိုတာသိပေမဲ့သူ့ရဲ့နစီတွေကိုမလွှဲနိုင်ခဲ့ပါဘူးကိုရဲ့သမီးရွယ်လေးဖြစ်တဲ့ဒီချွေးမဆိုတဲ့စီးတွေကိုမိတ်သွားပြီးတော့မကုတ်ခမ်းသေးတဲ့ကိလေသာတွေထွက်ပေါ်လာခဲ့တယ်ဗျာ ဆရာဆိုင်ဆိုတာကလေမိမရင်းနဲ့ဝေးကွာနေခဲ့တာသူသားရဲ့တဲနဲ့ထက်တူဖြစ်ပါတယ်။အဲဒီယာရီကြောင့်အခုချိန်မှာတော့ကြားတကောက်ရဲ့သားစားချီစိတ်တွေပြန်လည်ထွက်လာခဲ့ပြီးလက်ကြောင်မှာတိတ်ကန်နေတဲ့တထွေးတွေကိုအန့်ချိမြူချလိုက်ပါတယ်။တင်းမကြခင်ခဏကြာမှပဲရတိရဲ့ခါးလေးကနေအတောက်တက်တကြားအော်တန်တစ်ခုထွက်လာခဲ့ပါတယ်။တက်တက်ဆဆိုင်တောက်တက်တကောက်ကသူမရဲ့ရေဘက်မှာကက်တွယ်နေကြတာကြောင့်ဣဒီဟာ ကျုပ်လက်ပြီးတော့အကူကြီးအော်တောင်းနေကြတာပေါ့ဆရာဖေးဆိုင်လေအတန်ကြလို့လာတိတဲ့ကျမတော့သူမကိုဘောကတောက်တဲ့ကြီးကို တွေးလိုက်ရပါတယ်လို့ပါဦးကေပါဦးပေတောက်တဲ့ကြီးတကောင်တင်မရဲ့ကိုဘောမှာကက်နေတယ်ဒါကြီးကိုချွတ်ထုတ်ပေးပါဦးဆရာဆိုင်ကလည်းတောက်တဲ့ကိုဖယ်ပေးနေသူမကိုဘောကဝစ်စားရိပါတကောင်ထဲပါသွားခဲ့ပါတယ်ဒါကြောင့်ယဒီဟာကိုလိုတိနေတာဖြစ်သွားပြီးတော့ငိုယိုကဆရာဆိုင်ကိုဖက်ထားလိုက်တယ်ကြာဆရာဆိုင်ကလည်း တောက်တက်ကြီးမရှိတော့တာမို့ကြောက်စရာမလိုတော့တဲ့အကြောင်းပြောပါ යි ဒိတ်တော်သမီးရေဘာမှမဖြစ်တော့ဘူးနော်တောက်တက်ကြီးမရှိတော့ဘူးမကြောက်နဲ့တော့အဖေရှိတယ်သမီးအဝတ်ထဲမှာရှိနေသေးတယ်လေအဲ့ဒီအဝတ်ကိုအပြင်ပြစ်ထုတ်ပေးပါနော်ပြီးတော့သူထဲဝင်မလာအောင်တကောက်ကိုပိတ်ထားမှရမယ်သူမတောက်ဆိုတဲ့အတိုင်းတို့ပြတဲ့ချိန်မှာတော့အချိန်တွေကပို့ပြီးတော့တဲတဲရေပိုစရာကောင်းလာခဲ့တယ်ဗျာအလိုပိတ်ထားတဲ့ခါတဲ့မှာတော့ သူတို့ဟာဘာလဲဆိုတော့ကိုမိတ်သွားပြီးတော့ကြောက်ကြနဲ့မိမဆိုတဲ့တက်မချက်တစ်ခုသာကြံပါတော့တယ်ခရကူပေါ်မှာဝိစာလှဟင်းနေတဲ့သူမကတော့မျက်နှာတစ်ခုလိုနေရဲကအချက်ကြီးစွာနဲ့ခေါင်းငုတ်ထားခဲ့ပါတယ်ယောက်ျားကြီးဖြစ်တဲ့ဆရာဆိုင်ကလည်းသူမီနေရတဲ့ຢာပြေကြောင်ဘာကုန်းမှနားမလဲတော့ပဲမမဲစွာနဲ့ကြီးမားတဲ့မာတစ်ခုကိုကျူးလော်ခဲ့လိုက်မိပါတယ်ဒါကြောင့်ယတိကိုဝေရောက်ပွိဖက်နန်းဆိုင်နဲ့မြောက်စလို့ဟာခေထွေမှာตายာသွားခဲ့မိပါတယ် နောက်တနေ့ကိုရောက်မှာတော့ဆရာဆိုင်လည်းရိုးသိမ့်တာတွေကိုလုမိပြီးဆိုပြီးနောက်တကြီးစွာရနိုင်ခဲ့ပါတယ်။ဒါကြောင့်အပြစ်ရှိတဲ့စိတ်တွေနဲ့သူ့ရဲ့ချွေမာနဲ့ခက်ဝဲဝဲနေလိုက်ပါတယ်။ဒါပေမဲ့မကြပါဘူး။အထီးကျန်နေတဲ့သူမကတော့မင်းညာကဖြစ်ပျက်တွေကိုစွဲလန်းသွားပြီးတော့ဆရာဆိုင်ကိုချီကက်ကလူအေးစန်တာတွေကိုဖြိပြောက်ခဲ့ပါတယ်။တပည့်ကဆရာဆိုင်ကလည်းမှားမှန်သိပေမဲ့မိမတဲ့ရဲ့နှူးဆွဲအောက်မှာကြာရှုံးသွားခဲ့ပြီးမာရီနဲ့ဆက်မားနေခဲ့မိပါတယ်။ သူမလေးဆရာဆိုင်ရဲ့အပြုစုရွရွတွေအာမပျော်ပျော်ကြီးနေလာခလိုက်တာခြေတခုရက်မှာတော့တက်တနာကြီးတခုရောက်လာပါတော့တယ်အဲ့ဒီတက်တနာကတော့သူမဟာနေရထရတာမတဲမတာဖြစ်လာပြီးတော့လက္ခဏာတခုပြနေခဲ့ပါလေအဲ့ဒီလက္ခဏာကတော့ကိုဝင်ရှိတဲ့မိခဲတွေဖြစ်လေဖြစ်တာရှိတဲ့အော့အန်မှုရတာတို့ခဏခဏပြိုတာတို့စတဲ့ချက်တွေဖြစ်လာခဲ့ပါတယ်လက္ခဏာတွေထိထိရှားရှားပြက်လာတော့သူမလည်းတေချာအောင်ဆိုပြီးစိတ်စိတ်ကြည့်တဲ့အခါမှာတော့ ကိုဝင်နှစ်လရှိနေခဲ့ပါတယ်။ဒါဟာတမျိုးတဆွေလိုဖြဲ့ကွဲရမယ့်ကိစ္စကြီးဖြစ်ပြီးတော့သူတို့လည်းအတော့ကိုခက်တွေ့သွားခဲ့ရှာပါတယ်။ဆိုတော့မဖြစ်တော့ဘူးဆိုပြီးကိုဝင်ကိုထဲ့ချပြဖို့စူးစမ်းပါတော့တယ်။ဒါကြောင့်ကိုဝင်ကိုညီမျိုးစုဆေးမျိုးစုနဲ့ထဲ့ချခဲ့တယ်ဗျာ။ဒါပေမဲ့အထက်ကဖောင်ကလည်းအတော့ကိုခေါင်းမှပြီးတော့ဘလို့ဖြစ်ဖြစ်လုံးဝမတည်ကြခဲ့ပါဘူး။ထိုချိန်မှာပဲ ရခဒနာတွေရဲ့တားကိုဖိခဲ့ကြတဲ့သူတွေဟာလိုလိုမှားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်။ဒီပြဿနာကြီးမပြီးခင်မှာပဲစိပြန်ကြီးလာပြီးတရားကိုအေးပြန်ရောက်လာခဲ့တယ်ဗျ။သူရောက်လာတဲ့ချိန်မှာကိုဝေက၆လရှိပြီးမိမလို့သူရဲ့ဗိတ်ကြီးကဖုံးနေတော့ငတို့မဟုတ်တဲ့လာပြီးလေချက်ချင်းတိသွားခဲ့ပါတယ်။အဲ့တော့မှခွေးဆက်ခင်းနေကြတယ်သူတို့ရဲ့ဇလက်ကိုတိသွားပြီးပောက်ကွဲပါတော့တယ်။ ဒါကြောင့်ပြဿနာရဲ့အစပြီးတဲ့ဆရာဆိုင်ကိုဒေါသတကြီးနဲ့ကျင်းပန်းပြောဆိုခဲ့တယ်ဗျအဖေကြောက်လို့ဂျိုဂျီအဲ့နဲ့ထားခဲ့ပြီးမဲ့ဂျိုဂျီမှုကိုရဲချိုးခံလိုက်ရတော့နေကိုကလေးကဇရှိတဲ့လာပြီးလေအမျိုးမျိုးဆဲဆိုတာပေါ့အဲ့ဒီကိစ္စကြောင့်ပဲသူ့တို့သားရဲ့ဆက်စာကြီးဟာပြည့်စဲသွားခဲ့ကြပါတယ်နောက်ဆိုဒီပြဿနာကြီးဟာဘူးပေါ်တလို့ပေါ်လာခဲ့တာကြောင့်ကြွားသားတွေလည်းအကုန်လုံးတိသွားခဲ့ကြပါတယ် ဒါကြောင့်တို့လေဒီလိုမျိုးပြည့်တဲ့ကိစ္စကြီးကိုဝိုက်ပြီးတော့ရှိုးချပြည့်တင်ကဲ့ရဲ့ကြပါလေဆရာဆိုင်ကိုလေကျောက်သူတော်ကောင်လူရုံမာကောင်တနော်ယူပါညာနဲ့ရွာကနေထွက်သွားဖို့ပြောခဲ့ကြတယ်ဗျာကျွန်မပြည့်တဲ့တေးလေးဟာလေပိုက်တလို့နဲ့ဒီရွာမှာဆက်နေလို့မဖြစ်တာကြောင့်ရှင်မျိုးတွေကမြို့ကိုခေါ်သွားလိုက်ရပါတယ်ဒါပြည့်တဲ့သူကတော့နေနေညာညာသူ့ဖေကိုကြေးမောင်းနေလေရှိတယ်ဗျာဒီမှာခင်ဗျားလိုဖေကိုချုပ်အဖေးလို့လည်းတက်မြင့်နေဘူး ်အကိုပြောရရင်ဒီရွာမှာလည်းမနေချင်တော့ဘူးအဲ့တော့ကျိုးရစရာရှိတဲ့အမွေတွေကိုလည်းကိုကြီးကထုတ်ပေးဗျာဒီချိန်နေဆိုကြီးတဲ့ကိုရောက်နေတဲ့ဆရာဆိုင်ကတော့ခေါင်းတော်မှာမဖို့ဝဲလာအောင် အရှက်ရနေကြတာပေါ့အရှင်ကလာနေတဲ့အတဲတွေလည်းတော့တဲမလာတော့တာကြောင့်စားဝတ်နေလေခက်ခဲလာခဲ့တယ်ဗျာနောက်ဆိုဘလောက်တော့လဲဆိုရင်ရွာမှာရှိတဲ့ဈေးဆိုင်တွေကတော့သူ့ကိုလိုးဝမရောက်ပေးခဲ့ပါဘူး ဘယ်ရောက်ရဲ့အမျိုးကိုမှဘလူပက်ဘူးတွွေတွွေပြီးတော့သူတို့စီထက်မလာဘူးနေထိုးကြပါလိမ့်ဆရာဆိုင်လည်းအသက်ရှူဖို့တော့ခရင်လာခဲ့ပြီးဒီချင်းလေးကြီးကိုစိတ်ကုန်လာခဲ့တယ်ဗျသူ့ခေါင်းထဲမှာလည်းဒူတွေရဲ့အပြစ်တင်စကားတွေကိုသာ ကြားရောက်နေခဲ့ရပြီးစိတ်ထဲတွေလည်းလိုလိုကြားနေခဲ့ရပါတယ်ဒါကြောင့်စိတ်ကိုလက်ပန်းကြစွာနဲ့ကြွားတဲ့ကနေတတစိဖွက်ခွာသွားခဲ့တယ်ဗျသူ့ဘက်ကိုဖွက်ခွာသွားလဲဆိုတာကိုတော့ဘူးမှတီချာမတီးခဲ့ကြပါဘူး ူတချို့ကတော့လေဒီဇီနဲ့တချွာရွာဘက်ကိုထွက်သွားတဲ့ကြောင်းပြောဆိုနေခဲ့ပါတယ်။ဒါပေမဲ့လာပြီးကတော့သူ့ဖခင်မျက်နှာကိုမကြည့်ချင်လို့အိမ်မှာပြန်ခဲ့တာတလားလောက်ရှိပြီဗျာ။သူလည်းစိတ်ပြက်လက်ပြက်စွာနဲ့တငယ်ကြီးတွေနဲ့တောက်စာပြောပါရင်းနဲ့သူ့ဖခင်ရှိတော့မဲ့ချေကိုစောင့်နေခဲ့ပါတယ်။မော်လာဘီဘက်ကကြည့်မဲဆိုရင်အစ်စ်ပြောလို့မရပြန်ဘူးဗျ။ငငကလေးကအမေမဆိုတော့ဖြစ်တဲ့ပြီးအပေရဲ့ဂျူးဆဲမှုဆိုတာလေ ပမံတိရပဲကြီးပြီးလာခဲ့ပြီးအခုချိန်မှာဂလိုတွေဖြစ်ကုန်တော့လောကကြီးကိုပဲအပြစ်တင်နေမိခဲ့ပါတယ်ဂလိုနဲ့တည်းမှာတော့ကြွာသားကျောက်ဟာညဘဲငါးရှာထွက်ရင်းနဲ့ဆရာဆိုင်လူထင်ရတဲ့လောက်တစ်ခုကိုတွားထွေးခဲ့ပါတယ်အဲဒီလောက်ကိုသေချာကြည့်လိုက်တော့ဆရာဆိုင်ဖေရဲ့အယုတ်လောက်ဖြစ်နေခဲ့တယ်ဗျာခါရာကူမာတော့ပါဒိုင်ယန်တိုက်ချဲမှ ရှိမနေတာကြောင့်ကိုကိုကို အစိုးစီတယ်လို့ပဲတတ်မှတ်လိုက်ပါတယ် သူတို့ရဲ့ပြည့်တွေဟာစေပေါချေစရာကောင်းတလို့တနာဖို့လေကောင်းကြီးပြနာတာတာယာမှုကိုလိုက်မိကြတော့မိသားစုတခုလိုအစိမ့်စိမ့်မွားမွားအရှက်တကွယ်ကျုံးလေးတွေဖြစ်ကိုရတာပေါ့အားလို့လေဂလိုတွေမဖြစ်ရစေဖို့မာယူတဲ့ဆန္ဒလေးတွေကိုတိတ်ခါနဲ့ထိဖို့ပြောလို့ပါလေကြား